ားလုံးတာလီဆိုပါဒီကနေ့မဲလာ31ရက်နေ့နရင်းစာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိရတဲ့သတင်းတွေကိုကျွန်တော်ရှင်းမင်းစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဘင်္ဂလားဒေ့ရှ်ငံဖက်သမား6ယောက်ကိုအေကပြန်လည်လွှဲပြောက်ပေးခဲ့တဲ့သတင်းမော်တော်မြို့နယ်မှာအာဆာအဖွဲ့ကခြုံခိုးတိုက်ခိုက်တာကြောင့်အေတပ်ဖွဲ့ဝင်2ယောက်ကြဆုံတော်တဲ့သတင်းနဲ့စစ်တေမင်းငင်ကအမျိုးသား2ယောက်ကိုစစ်ကောက်စီကမတရားအသိစစ်သွင်းမှုပုံမှန်နဲ့ ထောက်သုံးနိုင်ချမှတ်လိုက်တဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရီလောက်သား6ယောက်ကိုအာရခတက်တော် A ကဘင်္ဂလားဒေ့ရှ်နေရှားကျောက်တက် BGBC ပြန်လည်လေးပျောက်ပေးလိုက်တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နေရှားကျောက်တက် BGB ကမဲလ29ရက်နေ့မွန်းလေး7နှစ်နာရီကျော်အချိန်မှာသူတို့ကိုနေဆက်ကနေတဆင့်လက်ခံရယူခဲ့တာလို့သိရပါတယ်။ ပြန်လည်လွှတ်ပေါက်ပေးလိုက်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာတက္ကနဲမျိုးနေစီဘွန်သားရဲ့အပိုင်းမှာနေထိုင်သူတွေဖြစ်ကြတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီငါးဖန်သမားတွေဟာနှစ်မြက်တွင် ရခိုင်ပြည်မှာစစ်လက်နစီနဲ့ကျူးကျော်ငါးဖန်ရာကနေမဲလာတရက်နေ့မှာအေကန်းချီဆောက်တက်ဖွဲ့ရဲ့ဖန်စီရှင်ကိုခံခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာဘင်္ဂလားဒေ့ရှ်နေဆောက်တက်ဖွဲ့ BGB ရဲ့ဂျာဝယ်ညီနိုင်မှုတွေကြောင့်ပြန်လည်လွှမ်းမြောက်လာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။ မော်တော်မြို့နယ်မြောက်ပိုင်းတောက်ပြိုနဲ့မိန်တိုက်တော်တဲ့လမ်းမှာအာစာအကျန်းဖအဖွဲ့ကခြုံခိုတိုက်ခိုက်လို့အရခတက်တော်တက်ဖို့ဝင်နေရောက်ကြဆုံတော့ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မက်လာ26ရက်နေ့နေ့လယ်နာရီကျော်လောက်ကတောက်ပြိုနဲ့မိန်တိုက်ကြီးရောကိုတော်တဲ့လမ်းမကြီးအနားမှာစကင်းနဲ့ကင်းလေးနေတဲ့အေအေတက်ဖို့ဝင်9ရောက်ကိုအင်အား60လောက်ပါတဲ့အာစာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အခုလိုကြဆုံတော့ခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းအရေးမိကပြောပါတယ်အာဆာအဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်အဲ့ဒီလမ်းပိုင်းမှာအေကလုံခြုံရေးစကန်နဲ့ခြားထားဖို့လိုတယ်လို့တောက်ပြိုဒေသခံတယောက်ကပြောပါတယ်အာဆာနဲ့အေတို့ထိတိတိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အာဆာအဖွဲ့ဝန်30ကျော်တေဆုံးပြီးခြေသုံးယောက်ကိုဖမ်းဆီးရမင်းခဲ့တယ်လို့သတင်းအရေးမိတွေစီကနေသိရပါတယ်အခုလိုထိတိတိုက်ပွဲဖြစ်ပေါ်ခဲ့တာကိုအာဆာဖက်ကရုပ်သံဗီဒီယိုနဲ့တကွထုတ်ပြန်ထားပေမဲ့ အေးဖက်ကလောလောဆယ်မှာထုတ်ပြန်ထားတာမရှိသေးပါဘူးခင်ဗျာစစ်တမျိုးမင်းကန်ရွက်ကကအမျိုးသားနှစ်ယောက်ကိုစစ်ကောက်စီကမတရားအတင်းစစ်တင်မှုပုံမှာစစ်ခွန်တင့်နဲ့ထောက်တဲ့သုံးနှန်းစီရှာမဲလိုက်တယ်လို့သိရပါတယ်ထောက်တဲ့ရှာမဲခံရသူတွေကတော့မင်းကန်ကိစ္စရွက်ကမှာနေထိုင်ကြတဲ့ဥထွန်းကျော်လိုင်းနဲ့ဥကျော်လာတို့ဖြစ်ပါတယ် သူတို့နှစ်ယောက်ကိုမက်လာ26ရက်နေ့ညနေပိုင်းကအာရခတက်တော် A နဲ့ဆက်ဆက်တယ်ဆိုပြီးစစ်တပ်မျိုးနဲ့တရားရုံးကထောက်တယ်နဲ့အမိန့်ချခဲ့တာဖြစ်တယ်လို့စစ်တပ်မျိုးခံတယောက်ကနရင်းစာကိုပြောပါတယ်သူတို့ကိုဖမ်းဆီးထားတာဟာတနေ့ကျော်လောက်ရှိပြီဖြစ်ပြီးဓာတ်စကားစစ်ကြောရေးမှာစစ်ဆေးခံရပြီးနောက်အခုလိုထောက်တယ်ရှာမဲလိုက်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ဖမ်းဆီးခံခဲ့ရတဲ့အချိန်မှာစစ်ကောင်စီရဲ့ညံပင်းနှိမ့်ချမှုကိုခံခဲ့ရပြီးမိသားစုဝင်တွေနဲ့အဆက်အသွယ်မရရှိခဲ့ဘူးလို့ စစ်တေမင်းငယ်ရက်ွက်ကဒေသခံအမျိုးသားတယောက်ကနှွင်စာကိုပြောပါတယ်ဖန်စီခက်ခဲရတဲ့ကာလတစ်လျှောက်လုံးသူတို့ကိုဘယ်မှာဖန်စီထားတာဆိုတာကိုမိသားစုဝင်တွေအနေနဲ့သိခွင့်အများရှိခဲ့တယ်လို့ဒါစကားစစ်ကြောရေးမှာနှိမ့်ဆက်ခက်ခဲရတယ်လို့လည်းမိသားစုနဲ့နှိမ့်ဆက်သူတွေကပြောဆိုကြပါတယ်ခင်ဗျာဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးတော့ပါမယ်ခင်ဗျာ ပြည်တဲ့တဲ့တဲ့ဘောအနေနဲ့ကတော့ငလျင်လုခဲမှုအပေါ်စီအုပ်စုကအခွင့်အကောင်းယူပြီးနိုင်ငံရေးအမြဲမထုတ်စေဖို့အတွက်အနိကဲစောက်ကြည့်ဖို့ခရယမျိုးသားအစီယုံကရင်ယူကနိုင်ငံတကာကိုမနေ့ကမလ3စီရဲ့နေ့မှာတိုက်တွန်းလိုက်ပါတယ်ပြည်သူတွေအတွက်ပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပေါ်စီအုပ်စုကအခွင့်အကောင်းယူပြီးနိုင်ငံရေးအမြဲမထုတ်စေဖို့အတွက်အနိကဲစောက်ကြည့်ဖို့လုပ်ငန်းစဉ်တွေကိုနိုင်ငံတကာအနေနဲ့ထိတင်းထားဖို့လိုတယ်လို့ခရယယူကတိုက်တွန်းထားပါတယ် စစ်အုပ်စုဟာ2008ခုနှစ်မြန်မာနိုင်ငံနာဂေးမုန်တိုက်ကြောင့်ပြည်သူတွေအတွက်လက်ခံရရှိခဲ့တဲ့နိုင်ငံတကာအကူအညီတွေကိုသူတို့အချိုးစီးပွားအတွက်အသုံးချခဲ့တဲ့သမိုင်းကြောက်တွေရှိခဲ့တဲ့အတွက်ကြောင့်အခုငလျင်မှာလည်းနိုင်ငံရဲ့အမြဲမထုတ်စီဖို့စောက်ကြေးတန်းတယ်လို့ KNU ကဆိုထားပါတယ်ပြည်သူတွေငလျင်တန်းကိုအပြင်းထန်ဆုံးခံစားနေရတဲ့အချိန်မှာစစ်ကောက်စီဟာအရေးသားနေရာတွေကိုပြင်းထန်ထားပြီးလေကြောက်တိုက်ခိုက်တာတွေစတိုက်ကျူးလွန်နေတာကိုလည်းဝန်းနေစွာတွေ့ရတယ်လို့ဆိုပါတယ် ငလျင်တန်သက်ပြည်သူတွေအတွက်စိုးရင်ပေးကြပြီးအချိန်ကာလအတွင်းကုညီဖို့ရောက်ရှိလာကြတဲ့နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေအပြင်ဒေသခံ Pride အဖွဲ့တွေနဲ့ပြည်သူတွေရဲ့အကူအညီတွေကို KNU အနေနဲ့ကြိုဆိုပြီးအထူးကြီးစုတင်ရှိတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတပေါ်အနေနဲ့ကတော့ငလျင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းဆောင်နိုင်ဖို့နိုင်ငံတကာကူညီထောက်ပံ့ငွေတွေကို ကူညီနေတယ်လို့သက်ဆိုင်ရာတန်ယုံတွေကထုတ်ပြန်နေကြပါတယ်မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အင်အားပြင်းကလေးရန်ဘေးအတွက်ဗီဒီယံဆိုရကစတာလင်ပေါ့ချစ်တဲ့ပြေတော့မှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဗီဒီတန်ယုံကထုတ်ပြန်ထားပါတယ်ဩစတြေးလျအစိုးရကလည်းဒေါ်လာ2သန်းကိုကနူးကူညီထောက်ပံ့ပေးတော့မှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်အမေရိကန်ပြည်ထောင်စုကလည်းအမေရိကန်ဒေါ်လာ2သန်းအထိ ပပိုးကူညီပေးသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ရင်ကထုတ်ပြန်ထားပါတယ်။ဥပဒေသမဂ္ဂကလည်းမြန်မာနိုင်ငံအတွက်ဂနူးအရေးပေါ်ကူညီအဖြစ် UN နေတသမ50ကူညီပံ့ပိုးဖို့ဆုံးဖြတ်ခဲ့ပြီးအရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့နဲ့အသက်တွေကိုကူညီပေးစေဖို့အတွက်အထောက်အကူဖြည့်လိမ့်မယ်လို့ဆိုပါတယ်။တရုတ်အစိုးရကလည်းမြန်မာနိုင်ငံငလျံဘေးအတွက်ရန်တန်းတရာကိုကူညီဖို့ဆုံးဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံက မလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ငလျင်တင်ကိုခံစားနေရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံအတွက်စတားလင်းစစ်တရေကိရိယာတွေကိုထောက်ပံ့ပေးဖို့ပြင်ဆင်နေတယ်လို့စတားလင်းကုမ္ပဏီကကြေညာထားပါတယ်ခင်ဗျာ။နရင်းဇာသတင်းဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Ranger ကထုတ်လွှင့်တဲ့သတင်းတွေကို www.ranger.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Ranger ရုပ်သံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေခင်ဗျာ။